ူပြပြရတယ်မနော်ဒါကြည့်ပါเนาะတော်တော်လေးဟိုဒါပလီရဲ့အဆောင်ဝေးကြီးကတော့ဒါနှစ်ပေါင်း100ကျော်ခန့်ရှိတဲ့မသားကြီးဆောင်ဝေးမှာသုံးမမင်္ဂလာပါပေါ့ကျွန်တော်တို့ဒါမန္တလေးမြို့တော့ချမ်းမြသာစီတော့တန်တော်ရက်ွက်ပေါ့နော်ဇာဝေးရပလီမှာနှစ်ပေါင်း100ကျော်ရှိတယ်ပေါ့နော်ကျွန်တော်ပလီမှာကြိုကြပျက်စီးနေတာလူချင်းလူမတွေသိအောင်လို့ကျွန်တော်ဒါတင်ပေးတာပါပလီတော့ကြကြိုကြပျက်စီးနေပါတယ်နော်ဒါဒီ line ပေါ်မှာလည်းဒီပို့ကြည့်တဲ့လူတွေလည်းရှင်းပြကြပါလို့ကျွန်တော်ဒုတိယကြိမ်မြောက်သောက်ဝဲပလီကိုငွေနဲ့သိမ်းလာလူတာပါဆရာ့အဲ့ဒါလိုက်ခဲ့ပါနော်ဆရာ့ကျွန်တော်လူဝင်အပ်ပါပါ ။ဇာဝရပလီရတော့ဒီမှာပြိုကြပြစည်းနေရပါကြည့်ပါဦးเนาะတော်တော်ခက်ခဲရှိပါတယ်လို့เนาะမင်္ဂလေးမျိုးချမ်းမြသာသီတန်တော်ဂျင်းမင်းနေရာလူရှင်ရောက်ဝဲဒီနေရာလူရှင်မရောက်တာနှစ်ပေါင်း100ကျော်ခန့်ရှိပြီပေါ့เนาะ1903 73ခုနှစ်ကပေါ့เนาะနှစ်ပေါင်း100ကျော်ခန့်ရှိတဲ့အစောက်ဦးကြီးပါဘာသာရေးစောက်ဝင်တော်တော်ပြိုကြပြစည်းနေရဒါတော့ အပလီရဲ့ဒါဆရာပေါ့နော်ဆရာကိုကျွန်တော်ပလီတွဲအလူဝင်နှစ်သိန်းလိုအပ်တဲ့နေရာမှာသုံးပါဆရာကျွန်တော်လူတန်းပါတယ်ဟုတ်ကဲ့ဆရာကိုလည်းချမ်းမချမ်းသာလူဝင်စမ်းသပ်ပြပါစေဟုတ်ပြီပြားနေမှာနော်ဒါကြည့်ပါနော်တော်တော်လေးဟိုဒါပလီရဲ့အဆောင်ဝင်ကြီးကတော့ဒါနှစ်ပေါင်း100ကျော်ခန့်ရှိတဲ့မသားရေးဆောင်ဝင်ပါကျွန်တော်တို့အားလုံးပဲဒါအခုဆိုရင်သင်္ကန်းကြီးတော်ပြိုက်တာဖွေးရနေဒုတိယအကြိမ်မြောက်လာလူပြေးတာမှာတော်တော်လေးဟိုတော်တာညာပါတော်တော်လေးကိုခက်ခဲရှိပါတယ်နော်တိုက်ကြီးကလည်းပြူကြပြည့်စည်နေတာအဆောက်အဦကြီးကလည်း ဒါကျွန်တော်တို့ဒါပြန်ဆောက်ဖို့တကူလူငွေများလိုအပ်ပါတယ်ဒီမှာလဲဒီငလင်ဘေးတင်ပြည်သူတွေကိုလဲဒါဆရာနဲ့ဗလီဆရာလဲစောင့်ရှောက်ထားတာပေါ့နော်စာဝေးရပလီမှာတော်တော်ခက်ခဲရှိပါတယ်ချမ်းမြတ်သာပြီးတာနောက်မှာနော်လူရှင်လူမများလာရောက်လူတန်းပေးကြပါလို့ကျွန်တော်တို့သင်္ကန်းကြီးတော်ပလိုက်တာဖွဲ့ရနေဒါအလီကိုစားကျွန်တော်တို့ဒါအကူအညီတောင်းခံပါတယ်